ထမင်းချိန်ရင်တော့ငါ့ကိုမာရီပြော့ရီပြောကြတယ်ငါတို့ဒီလိုအိမ်ကြီးမှာအိမ်မော်တယောက်လိုပဲတရင်လုံးစာကိုငါတယောက်တည်းချက်ပြုတ်နေရတယ်ငါလေးတနည်းတနည်းစိတ်ယုံနေမချတော့ဘူးစားသောက်ဖို့အတွက်မယိုးနိုင်အောင်ကိုပြင်ပေးနေရတယ်ဒီနေ့တော့အာလုံးနဲ့လှုပ်တဲ့မဟုတ်ညနေပိုင်းကျရင်မုံလာဥနီချက်ခိုင်းအောင်မလားမသိဘူးငါသာကိုဝင်ရှိလာရင်ဘယ်လိုလုပ်ကြအောင်မသိဘူးတရင်လုံးစာအကုန်ငါ့ကိုဝယ်တောင်းဝင်ပေးထားကြတာများလားမသိဘူးဟဲ့စင်မအာလုံးမုတ်တွေကမပြီးသေးဘူးလား ငါ့အတွက်ဂျင်းလက်ဖက်ရည်လေးယူလာပေးပါဒီလိုစောင်းတွင်းလေးမှာငါဂျင်းလက်ဖက်ရည်ပူပူလေးတောက်ချင်တယ်စင်မရေးငါ့ကိုကော်ဖီလေးအပြင်တတိကျောက်လေးပါယူလာပေးပါစောင်းရည်ဒီမှာတတိကျောက်စားတာကအကောင်းဆုံးပဲတဲ့ရာဒီဂူရူကတော့ငါ့အတွက်စိတ်အနှောက်အယှက်ဖြစ်စီရပါဆောင်တွေမုံနေဆောင်တွေမုံလိုက်တာဟိုမင်းကဘာကြောင့်ဆောင်တွေမုံနေရလဲအရန်ပူတော့ကလူတွေဒုက္ခရောက်ခဲ့ရတယ်လေဆောင်ဥတို့ကမမုံပါနဲ့ဆောင်ရတီကကောင်းပါတယ်စင်မ အေးရရာဒီမှာထမင်းတွေဟင်းတွေကိုစားကန်နေကြရင်အမြဲနှွေးထားရမယ်ကြားလားစားတဲ့စရာတွေအေးဆက်နေရင်စားလို့မကောင်းတော့ဘူးစားရသည် စားလာပြီဆိုတော့နေတိုင်းလိုလိုဟင်းတွေကိုပြန်နှွေးဖို့လိုတယ်ညီမကတော့အခုလိုစားရသည်လေးမှာနောက်နှုတ်ပူပူလေးတောက်ချင်တယ်ဟာလေမင်းတို့အတွက်အစင်တရားလုပ်နေပါတယ်အားလုံးအတွက်အစင်သင့်ဖြစ်နေအောင်လုပ်ထားပါတယ်စင်မာကရောက်ခမအိမ်ကိုစောင်းရသည်အစားမှာပဲရောက်ရှိလာခဲ့ပါတယ် နောက်တနေ့မှာတော့စင်မာကမိဖို့ကြောင့်လေးကိုသွားပြီးချက်သွန်နီနဲ့အာလူးချက်ပြုတ်ထားတဲ့စားတောက်စရာတွေကိုပကံလေးထဲထည့်ပြီးတော့အားလုံးစားဖို့အတွက်ယူလာပေးပါတယ်။မင်းချက်တဲ့လက်ရာတကယ့်ကိုစားကောင်းတာပဲ။အာလူးမုတ်တွေဆိုရင်လည်းငါကရင်တွေတွေပန်းကော်ဘီနဲ့မုတ်လေးလုတ်တက်တယ်။မစင်မာကျွန်တော်ကလည်းပန်းကော်ဘီနဲ့လုတ်ထားတဲ့မုတ်စားခြင်းနဲ့ကျွန်တော်အတွက်လည်းလုတ်ပေးပါ။စင်မာတယောက်ကတော့လုံးဝကိုနားချိန်မရှိတော့ပါဘူး။စင်မာလည်းမိဖို့ကံနဲ့သွားပြီးတော့ မုတ်လုခါရှူလာပေးလိုက်ပါတယ်။ဇင်မာကတအိမ်သားလုံးစားချင်တာကိုလှုပ်ပေးနေရပါတယ်။မဆင်မညီမလေးအတွက်ဟိနွနယ်ရဲလေးကိုထေချချက်ပေးပါနော်။ဟိနွနယ်ရဲဆိုအရန်ချိန်တာသိလား။အင်းမငိုပါ။အမေအတွက်မနေ့ပြန်ကြရင်အစင်တက်လှုပ်ပြီးချက်ပြုတ်ပေးပါမယ်။ညီမလေးအခုစားချင်လားလို့အခုလှုပ်ပေးပါမနေ့ပြန်အထိမစောင့်နိုင်တော့ဘူး။ငူဝါကအခုချက်ချင်းစားကျင်နေတာကြောင့်ဇင်မာလေးမိဖို့ကန်းကို နောက်ထပ်တစ်ခါထပ်လာခဲ့လိုက်ရပြီးငူဝါစားတော့ဖို့အတွက်ထပ်ချက်ပြုတ်ပေးလိုက်ရပါတယ် ။စင်မာကချက်ပြုံနေတော့အားလုံးကထမင်းစားဝိုင်းမှာစားတောက်ရင်းစောင့်နေကြပါလေ။တအောင်ကြတော့စင်မာလည်းအပြင်ကိုထွက်လာလိုက်တာထမင်းဝိုင်းမှာဘာမှကိုမကြံတော့ပါဘူး။စင်မာတယောက်ဘလို့လူတွေလဲလို့တွေးလိုက်မိပါရဲ့။သူ့လောက်ထားတဲ့မုတ်တွေအားလုံးကိုစားလိုက်ကြပြီးသူ့အတွက်တော့နည်းနည်းလေးတောင်မထားထားပါဘူး။စင်မာလည်းမိဖို့ကနေကိုပြန်ဝင်လာခဲ့လိုက်ပြီးသူလုံးလက်ဆအလုပ်တွေကိုတင်ဆက်လိုက်ပါတယ်။လေတိုင်းမုံအမျိုးမျိုးလှုပ်ရှားကြတယ်။ဒီနေ့မုံကြီးပူပူလေးချက်စားကြရင်ကောင်းမယ်ထင်တယ်။ ဘုံကြီးရွတ်တွေဝေထားရတွေလည်းကြံသေးတယ်။ကျွန်တော်တို့အာလူကတလိပ်စားခြင်းနဲ့ဟေးဆောင်းရသည်မှာမုံလာဥနဲ့ပဲတွေပဲကောင်းတာအသေးရွတ်တွေကမကောင်းပါဘူး။ငါချွေးမအောင်ငါအတွက်မုံလာဥနေနဲ့ပဲဟင်းလေးချက်ခိုင်းမယ်။ညီမအတွက်ကတော့မှုန်နဲ့ငါဟင်းလေးချက်ပေးပါ။ညီမဒီနေ့ဒီဟင်းစားခြင်းနဲ့ဟာတော့ဒီနေ့ဒီနေ့စုံနေအောင်ချက်နေရတာပဲ။ဒီရင်ကငါရောက်ခမအိမ်မဟုတ်ပဲဟိုတယ်လိုဖြစ်နေပါလား။ငါချွေးမမဟုတ်ပဲစပွဲလိုဖြစ်နေတယ်။ စင်မာလည်းမိဖို့ကလေးတဲ့ကိုသွားလိုက်ပြီးအားလုံးစားတော့ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်။စင်မာကအရန်ချဲနေပြီမဲ့မိဖို့ကန်းထဲမှာတယောက်ထဲလောက်ကင်နေရပါတယ်။အားလုံးအတွက်မျိုးစုံချက်ပြွာတာငါအတွက်အရန်အချိန်ပေးရတာပဲ။အပူပေးဆက်ဖွင့်ပြီးလောက်ရတာနေသားထိုင်သားရှိပြီမဲ့အခုတော့အရန်အီးနေတော့လောက်ရကန်ရတာအဆင်မပြေတော့ဘူး။စင်မာတယောက်တည်းအားလုံးတောင်းဆိုထားကြတဲ့အတိုင်းအမြန်ပြီးအောင်လုပ်နေရပါတယ်။မိဖို့ကြောင့်လေးတွေမှာတော့စေချောစီယာတွေကလည်းစုပုံနေပါတယ်။ ။စီစောမအောင်စီချိုးရမယ့်ဟာတွေကလည်းပုံနေရပဲ။ဟင်းချဲ့ရတာအဆင်ပြေပြီမဲ့စီချိုးစရာတွေကိုရွှေနဲ့ဆေးရမှာဆိုတော့အရန်လေးအေးပါတယ်။ငါဒီလောက်အေးနေတာ။ငါရဲ့လက်တွေရေအေးနဲ့စီချိုးရရင်တော့အေးခဲသွားလိမ့်မယ်။စင်မာကတော့အရန်အေးနေတာကြောင့်အပူပိစက်ဖွင့်ပြီးတော့ဗကန်လေးကိုစီကြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဒေါ်စင်ရောက်လာပြီးတော့အပူပိစက်ဖွင့်ထားတာကိုပိတ်လိုက်ပါတယ်။ဟိုးမင်းကမီတာကားကိုဖြုံးတိဖြစ်နေရပဲ။ဘာလို့အပူပိစက်ဖွင့်ပြီးဗကန်စီကြောနေရလဲ။ အမေရဲ့စေးကြောစရာတွေကအများကြီးလေသမီးဒီတော့အများကြီးကိုရေအေးနဲ့ဘလို့လုပ်ပြီးအကြာကြီးစေးကြောနိုင်မှာလဲငါရဲ့ပတ်စံကိုအသေးမွှားအတွက်အကုန်မခံနိုင်ဘူးမင်းကအပူပိစက်ဖွင့်ပြီးစေးကြောနေရအောင်ကျမကြီးမကောင်းဖြစ်နေရလည်းမဟုတ်ဘူးဇင်မာကစိတ်ဆိုးသွားပေမဲ့ဒေါသမထွက်အောင်အထက်နိုင်ဆုံးထိန်းနိုင်နိုင်ပါတယ်ဇင်မာတယောက်စေးကြောစရာတွေကိုရေအေးနဲ့ပဲပြန်ပြီးတော့စေးကြောလိုက်ပါတယ်အအေးတန်ကတဖြည်းဖြည်းပူလာပါတယ်ဒီနေ့မှာတော့ဒေါ်စင်ကဇင်မာကိုမှားပါတယ်ဇင်မာ ငါတို့အပြင်ကိုသွားစီရရှိတယ်။မင်းအာလူးနဲ့ကျက်သုံးကိုအစင်သိမ့်လှုပ်ထားပြီးကိမဖြစ်ဖြစ်ကြော်ထားလိုက်နော်။ဒါကမနဲ့စာပဲ။ငါဝယ်ထားတဲ့အာလူးတွေအများကြီးရှိသေးတယ်။ဟုတ်ကဲ့ပါအမီ။တမိအစင်သိမ့်လှုပ်ထားလိုက်ပါမယ်။ခုပါညီမလေးရအောင်ပါစားကျင်သေးလေ။တခါလေးချက်ထားပေးမလို့စားကျင်တာပြောပါ။ညီမအတွက်မုံကြီးရွက်ကိုဘုဆင်ချောင်းမြမြနဲ့ကြော်ထားပေးပါ။ဇင်မာလည်းမိဖို့ကန်တဲ့ကောင်ဝင်လာခဲ့လိုက်ပါရဲ့။အားလုံးပြောဆိုထားတဲ့အတိုင်းမနဲ့စာကိုပြင်ဆင်ချက်ပြုတ်နေလိုက်ပါရဲ့။ ခက်လန်လန်ကိုကြည်လိုက်တော့စီချိုးစရာတွေကလည်းပုံနေပါဗျ။ဒီတစ်ခါမှာတော့စင်မာကငှို့ဝါစီကိုတွားလိုက်ပါဗျ။ညီမလေးပကံတွေအမအကိုစီးကူပေးပါဦး။ညီမလေးပကံတွေစီချိုးလို့မရဘူးအမရဲ့။ပြီးခဲ့တဲ့အပတ်ကမှလက်သေးလှပြင်ထားတာအဲ့ဒါလေးပြည့်စည်သွားလိမ့်မယ်။ဒါတော့တော်တော်စီးကြီးတယ်။ပြင်းရင်ပြင်းနေလို့မပြောဘူး။တော်တော်လေးကိုစင်ကြေးပေးတာပဲ။ငါပဲအဆအဆရရလိုက်လုပ်ပေးနေရတာပဲ။ညရောက်တော့စင်မာကသူ့ယောက်ျားကိုပြပြပါဗျ။ ညီမတို့အရင်လေးအေးတော့ပကံတွေကိုနေတိုင်းဆေးလို့မနိုင်တော့ဘူးချေးစုပြုပြီးပကံဆေးဆက်ဝယ်ပေးပါလို့ပြောပေးပါတိတ်ဆေးမကြည့်ဘူးမလားအဲ့ဒါတော့မဖြစ်နိုင်ဘူးထင်တယ်ငါ့ရဲ့မိကဝယ်ပေးမှာမဟုတ်ဘူး तू ကအရင်နှမျောတာဒီဆောင်းလာကနှစ်လသုံးလပါအခုဆိုရာဒီကုံတော့မယ်လေခဏတီးခံလိုက်ပါမိမရေစင်မာကပြောဆိုလဲဘာမှမထူးကြတာကြောင့်ထုံးစံအတိုင်းပဲမိဖို့ကန်းထဲမှာတယောက်ထဲအလုပ်တွေကိုလှုပ်ကိုင်းလာရပါတယ်ဒီလိုနဲ့ဆင်းရဲတဲ့ချွေးမကလ ိမ်မှုကိစ္စတွေလုပ်ရင်အချိန်တွေကိုဖြတ်တန်းလာရပါတယ်။စင်မမင်းဒီနေ့တော့ငါးပေါင်းနဲ့ပဲဟင်းလေးချက်လိုက်ပါပူပူနွေ့နွေ့လေးစားခြင်းလေးငါတော့မုံလာဥနီနဲ့ပဲပြားကြော်စားမယ်ဒီနေ့ငါမင်းချက်ပြုတ်ဖို့မုံလာဥနီ9ကီလိုယူလာပေးထားတယ်ညီမလေးအတွက်ထုံးစံအတိုင်းအာလူကြော်လုပ်ပေးပါ ပြီးရင်အာလူမုံလေးပါလုပ်ပေးနော်အားလုံးကတယောက်တစ်မျိုးစီလောက်ခိုင်းကြပါရစေတနေ့တနေ့စင်မတယောက်ချက်ပြုတ်ဖို့ခေါင်းရှုပ်ရပါတယ်သူလည်းလှုပ်ရှားရှိရာတွေပြင်ဆင်လာရင်အပြင်ကိုထွက်လာခဲ့လိုက်ပါတယ် အဲ့ဒီအချိန်မှာတော့ဇင်မာတယောက်ခက်လန်းလန်းမှထိုင်နေတဲ့အိနီနာချင်းဣခန်ကိုတွေ့လိုက်ရပါတယ်။ဣခန်ရဲ့ခြေထောက်မှာတတိစီးထားတာကိုမြင်လိုက်ရပြီးဣခန်က ခုံပေါ်မှာထိုင်ကမြေပဲစားနေပါတယ်။အဲ့ဒီအချိန်မှာပဲဣခန်ရဲ့ရခမက သူ့ရဲ့ချင်းမလေးတပ်ဖို့အတွက်နှုတ်ယူလာပေးနေပါတယ်။ဣခန်မင်းခြေထောက်ကဘာဖြစ်သွားတာလဲ။တတိစီးထားပါလား။ငါရေချိုးခန်းထဲမှာချော်လေးသွားလို့ခြေချင်းဝင်လာသွားတယ်လေ။ရခမကပဲအိမ်မှုကိစ္စတွေအားလုံးကိုလုပ်ပေးတာ။ ဤခိုင်ပြောတာကိုဇင်မာကနားထောင်နေပါတယ်။တနေ့မှာတော့ဇင်မာတရားလှေကားအတိုင်းဆင်းလာလိုက်တာလေးချသွားပါတယ်။ဇင်မာလည်းဆီယဝင်းကိုအွန်လိုင်းကနေလှန်ခေါ်လိုက်ပါတယ်။ခဏအကြာမှာတော့ဆီယဝင်းကလည်းဇင်မာစီကိုရောက်လာခဲ့ပြီးတရားကူတာပေးလိုက်ပါတယ်။သူ့ကိုအလုံးလုံးခိုင်းလို့မရသေးဘူးနော်။ခြေပေါ်ကအထင်အားပူဆိုးလာနိုင်တယ်။သူ့ကိုအနားပေးယူထားရမယ်။သူကကျမရဲ့ချွေးမလေးပါ။သူ့ကိုကောင်းကောင်းကယူဆိုင်ပါမယ်။စိတ်မပူပါနဲ့။ ဒီမှာအခုလိုဖြစ်သွားတော့အိမ်မှုကိစ္စတွေအလုံးကဒေါ်စိန်နဲ့ငှူဝါတို့ပေါ်ကြာလာပါတယ်။သူတို့နှစ်ယောက်စလုံးကအိမ်မှုကိစ္စတွေအလုံးကိုလုပ်ကြရပြီးနှစ်ရက်အတွင်းမှာအရန်ပင်ပန်းတာကြောင့်အိမ်ပေါ်ကိုခေါ်လိုက်ရပါတယ်။ဒေါ်စိန်ခေါ်ထားတဲ့အိမ်ပေါ်ကလည်းသူ့လုပ်ပေးနိုင်တဲ့အကျိုးအကြောင်းကိုပြောပြပါတယ်။ကျမကတော့ဒီနေ့ကိုနှစ်ကြိမ်ပဲလုပ်ပေးနိုင်မယ်နော်။ဒီနေ့ကိုနှစ်ကြိမ်ဟင်းချက်ပေးမယ်။ညနေပိုင်းအဝတ်လျှော်ပေးမယ်။ရပါတယ်။တနေ့တလောက်လုပ်ပေးပါ။တအိမ်လုံးကစင်မအနားယူနေတော့အခက်အခဲဖြစ်ကြပါတယ်။ ခုတော့သိပြီမဟုတ်လားတအိမ်လုံးရဲ့အိမ်မှုကိစ္စတွေလုတ်ကင်ပေးရတာဘလောက်တောင်ပင်မမီတာဝန်ကြီးလဲဆိုတာဒေါ်စိန်တို့ရှော်ဒီယာကအိမ်ငယ်လေးတအိမ်မှာတော့ချိုမာကသူ့ရဲ့ရောက်ခမခင်ပိုးနဲ့အတူတူနေထိုင်ပြီးသူ့ရဲ့ခင်ပိုးမှာတော့နီလာဆွေဆွေဝင်းလက်ဆိုတဲ့မြန်မာတောင်ယောက်ရှိပါတယ်ချိုမာရဲ့ရောက်ခမကအသက်ကြီးပြီဖြစ်တာကြောင့်ချိုမာတယောက်ကပဲတအိမ်လုံးစာကိုတာဝန်ယူပေးထားရပါတယ်နောက်တနေ့မှာတော့ချိုမာကဟင်းဆက်ဖြုတ်ပြီးတာနဲ့ အားလုံးကိုလှမ်းခေါ်လိုက်ပါတယ်။အဆင်သင့်ဖြစ်နေပြီအားလုံးလာစားကြတော့ချုံမရဲ့အတန်ကြတော့လီလာတို့တောင်ရောက်လဲအိမ်လေးထဲကို ဝင်လာကြပါတယ်။ချုံမကယောက်ျားဖြစ်သူကိုအိမ်မှာရိတ်ခါကုံသွားပြီလို့ပြောပြပါတယ်။ယောက်ျားရေအိမ်မှာရိတ်ခါတွေကုံပြီနော်ထပ်ပြီးတော့ဝယ်ပေးပါအောင်။ညီမရဲ့ဝတ်စုံလဲစုံနေပြီအစ်စ်ဝယ်ရတော့မယ်။ပြဿနာမရှိပါဘူး။ငါမင်းရဲ့ဝတ်စုံကိုယူလိုက်မယ်။မင်းကငါရဲ့ဝတ်စုံအကောင်ကိုပြန်ယူလိုက်ပေါ့။စုပ်ပြဲသွားတာကိုပြန်ချုပ်လိုက်မယ်။ အခုတော့အိမ်စည်းရိမ်ကကုန်နေတော့လိုအပ်တာဝယ်ဖို့အရေးကြီးတယ်လိုအပ်တာတွေရှိရင် နောက်မှဝယ်ကြနော်ဟုတ်တယ်အိမ်မှာလိုအပ်တာတွေဝယ်ယူဖို့ကအရေးကြီးဆုံးပါညီမလေးတော့အိမ်မှာအဆင်ပြေမှပဲလိုအပ်တာလေးတွေဝယ်တော့မယ်အခုတော့အရေးမကြီးသေးပါဘူးငါညီမတွေကအရန်တိတက်နားလေကြတာပဲငါတို့အားလုံးနားလေမှုရှိကြရင်ဒုက္ခတွေကိုရင်ဆိုင်နိုင်လိမ့်မယ်ငါတို့ပြဿနာတွေလည်းခဏပဲကြုံမှာပါဒီလိုနဲ့အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာပါတယ် ရက်အတန်ကြာတော့နီလာတို့ညီမသုံးယောက်ကတငယ်ချင်းတွေနဲ့တွေ့ကြပါတယ်။ခိုင်ခိုင်ကလည်းအိမ်လေးတွေကနေထွက်လာပြီးတော့နီလာတို့ကိုကြည့်လိုက်ပါတယ်။ဟာမင်းတို့ကြည့်စမ်းပါဦး။ငါရဲ့ဝတ်စုံအတလေးကလှလာလို့။ဟောကြည့်ရတာအရင်လာတာပဲ။မင်းရဲ့ဝတ်စုံကဈေးပေါ်မှာမဟုတ်ဘူး။ငါကဘရောမှာဈေးပေါ်တာဝယ်မွေးဘူး။ငါတို့ကတခြားသူတွေလိုမစင်ရဲဘူးလေ။ဘရောမှာပတ်စံပြက်လက်တာမရှိဘူး။ငါကဝတ်စုံတွေကိုအမြဲဝယ်တယ်။ဈေးကြီးတာတွေပေါ့။ မင်းတို့တော့ငါ့လိုလှပတဲ့ဝယ်စားတွေကိုဝယ်နိုင်မှာမဟုတ်ဘူး။မင်းပြောတာမှန်ပါတယ်။ငါတို့ဘရောမှအခုလိုလှပတဲ့ဝယ်စုံတွေကိုဝယ်နိုင်မှာမဟုတ်ပါဘူး။ဒီလောက်ဈေးကြီးတဲ့ဝယ်စုံကိုမမြင်ဘူးဘူး။ငါတော့ဒီလိုဈေးကြီးတဲ့ဝယ်စုံတွေကိုကြိုက်တယ်။မင်းတို့ကလိုချင်ပေမဲ့ပတ်စံမရှိဘူး။မင်းဝယ်စားတွေဟောင်းနှံပါနေတယ်။မင်းတို့ဝယ်စားတွေကငါတို့အတွက်တိတ်တန့်မှုမရှိဘူး။ငါတို့ကချုံမှုကြဘူးဝယ်ဝှက်ကြလေညီမလေးဒီကနေသွားကြအောင်သူတို့ကငါတို့ကိုလှောင်ပြောင်နေကြပြီ။ ငါတို့ကဆင်းရဲတော့အမျိုးမျိုးပြောနေကြတယ်။မင်းတို့ကဘယ်ကိုသွားကြမလို့လဲ။ဒီလိုလှပတဲ့ဝတ်စုံတွေကိုဝတ်ထားကြရလေ။သူတို့ကဆင်းရဲတော့ငါတို့နဲ့တန်းတူမရှိနိုင်ဘူးလေ။ငါတို့ကအကောင်းစားတွေကိုဝယ်ဝင်းနိုင်နေ။မင်းတို့ရဲ့နေရာဒီနေရာမဟုတ်ပါဘူး။ဒီကနေထွက်သွားကြတော့ဒီလာတို့လည်းဝန်းနေသွားကြပါလေ။ဒီလာတို့ကို ရွာထဲကသူတွေကခွဲကြပြီးတော့ဆက်ဆင်ကြပါလေ။ရက်တွေအတန်းကြတော့ရွာထဲမှာစောညာချက်တစ်ခုထုတ်ပြန်ခဲ့ပါလေ။အားလုံးနားထောင်ကြပါ ဖလာတိုင်းလေးမှာအဝေအစားလာပြိုင်ပွဲကျင်းပတော့မှာဖြစ်ပါတယ်ဘသူမဆိုဝင်ပြိုင်နိုင်ပါတယ်အလားအပါဆုံးဝစ်ဆောင်အတွက်ပထမရသူကိုစုငွေချင်းမြင်ပါမယ်လီလာတို့တုံးယောက်လည်းကြားလိုက်ရပြီးတချို့သူတွေကလည်းအရန်ကိုဝမ်းသာသွားကြပါတယ်ဒီပွဲမှာငါတို့ပြိုင်ကြမယ်ငါတို့ကဘာမှမချို့တယ်ဘူးဈေးကြီးတဲ့ဝစ်ဆောင်နဲ့ပြန်လိုက်ရင်ငါတို့အနိုင်ရမှာတေးကြတယ်မင်းပြောတာမှန်တယ်ငါလည်းလက်လက်မပဝစ်စားပြီးဒီပြိုင်ပွဲမှာဝင်ပြိုင်မယ်အားလုံးနဲ့တန်းတူဖြစ်မှာတေးကြပါတယ် ဒီသုံးယောက်တော့ဘလို့ပြိုင်မှာလဲဒီလိုမျိုးတစုံတစ်ယောက်ဆိုအဝေးစားရှိမှာမဟုတ်ဘူးပြိုင်ပွဲမှာအကောင်းဆုံးစားနိုင်ဝယ်ဝတ်နိုင်နိုင်မှာတည်ကြတယ်မင်းတို့ရောပြိုင်ပွဲမှာဝင်ပြိုင်မှာလားငါတို့တော့အနိုင်ရဖို့ထက်ဒီတိုင်းနဲ့ဝင်ပြိုင်ခြင်းနေငါတို့လည်းပြိုင်ပွဲကိုစိတ်ဝင်စားရလေမင်းတို့ရဲ့ယုံကြည်ချက်ကအနိုင်နဲ့ဝေးနေရဒီပြိုင်ပွဲမှာဝင်ပြိုင်ကြလေမင်းတို့အနိုင်ရရင်စုငင်လဲရအောင်မှာပြိုင်ပွဲကတော့အရန်ခက်ခဲမှာပါဒါပေမဲ့မင်းတို့ဝေးစားဝင်နိုင်ကြရဲ့လား မင်းတို့ကငါတို့အမြဲလှံပြောင်းနေကြတာပဲငါတို့စီရင်သားတွေလည်းအနိုင်ရနိုင်ပါတယ်ငါတို့အနိုင်ရသွားရင်မင်းတို့ပြောနေရတွေရပ်သွားနိုင်တယ်ငါတို့ကတော့အဝိအစအကောင်းဆုံးဟာတွေဝယ်ဝတ်ပြီးတော့အရှင်ပြိုင်မယ်ငါတို့ကဝယ်ဝတ်မနိုင်ပေမဲ့ဒီပြိုင်ပွဲမှာတော့ဝင်ပြိုင်ကြမယ်ဖော်လတိုင်းဒီမှာမင်းတို့တောင်ရောက်စလုံးရဲ့ဘလစက်ပေါက်တွေကိုပိတ်နိုင်မယ်ထင်တယ်လီလာတို့တောင်ရောက်လဲအင်ကိုပြန်လာခဲ့လိုက်ကြပြီးအင်ကိုရောက်တော့ချိုးမကိုအကြောင်းဆုံးပြပြလိုက်ပါတယ်မင်းတို့ဟောဒီတိုင်ပွဲမှာဝင်ပြိုင်ချင်းကြလား ဟုတ်ကဲ့သူတို့အန်အောတော့လောပြခြင်းနေသူတို့ကညီမလေးတို့ကိုအမြဲကဲ့ရင်နေကြတာဟုတ်တယ်သူတို့တောင်ရောက်စလုံးကညီမတို့စင်းရတာကိုလှောင်ပြောင်နေကြတာလေဖလတိုင်းဒီမှာအဝေးဆန်းလှလာလေမဝိနိုင်ရင်လူရန်ကလှောင်ပြောင်ကြမှာငါတို့လုံမယ်ဆိုတာသူတို့သိတယ်ဒါပေမဲ့ငါတို့မှာဝေကောင်းစားကောင်းနေမရှိတော့သူတို့အတွက်ဟာတာတစ်ခုပေါ့ငါတို့ဝင်ပြိုင်နိုင်ရင်လေဖလတိုင်းဒီမှာအပြစ်မထွက်ကြနဲ့စိတ်မပူကြပါနဲ့ငါဖလတိုင်းဒီအတွက်ဝိဆောင်လှလာလေမင်းတို့ကိုလှုပ်ပေးမယ်ဒီဝိဆောင်ကဘလောက်ပေးရလဲ ရေးရမ်းကြည့်ရင်ထားလိုက်ပါညီမတို့ဝင်မပြိုင်တော့ပါဘူးရက်အနေငယ်ကြတော့ခိုင်ခိုင်ကနီလာတို့ရဲ့အိမ်ကိုရောက်လာပါတယ်ဒီအပိုင်းနီလာတို့တောင်ရောက်ဘဲဦးရောက်နေရလဲသူတို့ပြိုင်ပွဲဝင်မပြိုင်ကြဘူးလားသူတို့ကမလာကြသေးဘူးအလုတ်သွားလုံနေကြတယ်သူတို့ကဗလန်တိုင်းဒေးပြိုင်ပွဲကိုဘာပြောကြသေးလဲသူတို့အလုတ်သွားလုံကြတာကခင်မအတွက်အထောက်အပံ့ဖြစ်စေပါတယ်သူ့ကိုအရင်တော့အလုတ်သွားမလုပ်ကြပါဘူးမိရပါအောင်စိတ်ပူနေရလဲဗလန်တိုင်းဒေးပြိုင်ပွဲမှာအနိုင်ရမဲ့သူကငါညီမဖြစ်လိမ့်မယ် သူတို့တော့ရောက်စလုံးပြိုင်ပွဲမှာအနိုင်ရလိမ့်မယ်။ကောင်းပြီလေ။ငါတို့စောင့်ကြည့်လိုက်မယ်။အိမ်မက်မက်နေကြတာထင်နေ။သူတို့တော့ရောက်ကဘလို့လို့ပြိုင်ပွဲမှာဝင်ပြိုင်နိုင်ကြမလဲ။ငါတို့တွတ်တောင်ဒါခက်ခဲမှုတစ်ခုပဲ။ငါတို့တွေကဘယ်သူကပြစုရမလဲဆိုတာစောင့်ကြည့်လိုက်မယ်။ခံခိုင်ထွက်သွားတော့နီလာတို့တော့ရောက်ကပုံးနေတဲ့နေရာကနေထွက်လာခဲ့ကြပါရဲ့။ပြိုင်ပွဲမှာဝင်ပြိုင်မယ်လို့ခိုင်ခိုင်ကိုပြောလိုက်တာလား။ဒါကညီမတို့အတွက်မိုင်မဲမှုလေ။ဒါနဲ့အမကြီးကထမြက်သူပါ။ ငါကညံကောင်းပြီမင်းတို့တော့ရောက်တဲ့ထက်မြက်သူလေမင်းတို့ကိုပြိုင်ပွဲမှာဝင်ပြိုင်နိုင်အောင်ငါလုပ်ပေးမယ်ဒါကဘလို့လို့ဖြစ်နိုင်မှာလဲထားလိုက်ပါညီမတို့အတွက်ပင်မမခံပါနဲ့ရန်အနေငယ်ထက်မှန်ကုံဆုံးလာပါတယ်ဒီနေ့မှာတော့နီလာကအပြင်ကိုထွက်လာခဲ့ပါတယ်ဒီအချိန်မှာတော့ခလန်းလက်မှာသူ့ကိုအမြဲလောင်ပြောင်နေတဲ့သူကိုတွေ့သွားပါတယ်ငါမတွေ့ပါစေနဲ့ဒီကနေ့အမြန်သွားမှရမယ်နီလာကထွက်သွားပြီမဲနှင်းစီကမြင်သွားပါတယ်ဖေလို့တော့မလို့လေ ချစ်သူများနေမှာဝင်ပြိုင်နိုင်လို့ငါနဲ့မတွေ့ကြဘူးထင်နေ။အဝေးစားမဝင်နိုင်လို့လား။ငါပြိုင်ပွဲဝင်ပြိုင်နိုင်ဘူးလို့ဘသူတွေကပြောတာလဲ။ငါတို့တော့စလုံးအောင်ဝင်ပြိုင်ကြမှာမင်းတို့ကြည့်နေကြလေ။မလိမ္မာနဲ့မင်းတို့ဝင်ပြိုင်လို့အခွင့်အရေးမရှိပါဘူး။ဒီပြိုင်ပွဲကငါတို့လိုပြီးပြည့်စုံတဲ့သူတွေအတွက်လေ။ငါတို့စင်းရဲလေးဝင်ပြိုင်နိုင်ပါတယ်။မင်းတို့ကအိမ်မက်မနေကြတာထင်နေ။ငါတို့တော့အဝေးစားတော့ဝေးထားပေးပြီ။မင်းတို့တွေရောငွေရင်ကြဦးမလား။ဒီလာတရားနှင်းစီရဲ့စကားကြောင့်ဝမ်းနေသွားပြီးအိမ်ကိုပြန်လာပါတယ်။ ငါတို့ကိုလောင်ပြောင်နေကြပြီငါတို့ဘာလုပ်တဲ့လဲငါတို့မှာဝိဆောင်ရှိလားငါတို့ဒီကြိမ်ပွဲကိုမတော်ကြရင်အားလုံးကလောင်ပြောင်နေမယ်ညီမတို့မှာပတ်စံလည်းမရှိဘူးငါမင်းတို့အတွက်စီစဉ်ထားပါတယ်မင်းတို့ဒီကြိမ်ပွဲမှာအလားဆုံးဖြစ်နေရမယ်ငါတီချာလေးဝိဆောင်ကိုပြင်ပေးပါမယ်တကယ်ပြောရလားမကြီးညီမတို့တကယ်ပြန်ကြရမှာပါနော်နောက်တစ်နေ့ကိုရောက်တော့လီလာတို့ကလိုအပ်တာကိုပြင်ဆင်ကြပါတယ်ပလတ်စတစ်ပြားတွေသတ္ထုပြားတွေလည်းပါပါတယ် မင်းတို့အတွက်လှပတဲ့ဝတ်စုံလေးလုပ်ပေးမယ်မင်းတို့အံ့ဩသွားရလိမ့်မယ်ချိုမာကတေချာချုပ်ပေးလိုက်ပြီးဖလနိုင်းဒေးကိုရောက်တော့ဝတ်စုံကိုနီလာတို့ကိုပေးပါတယ်နီလာတို့လည်းအရန်အံ့ဩသွားကြပါလေအရန်လာတာပဲမင်းတို့ဝတ်လိုက်ကြပြီးပြိုင်ပွဲကိုတောက်ပြိုင်ကြမယ်ချိုမာကနီလာတို့ကိုခေါ်ပြီးထွက်လာတော့ရက်ခွက်ထဲရသူတွေအားလုံးကအံ့အားတင်ကြကြပါတယ်အိုးအရန်လာတာပဲမင်းတို့ပြိုင်ပွဲနဲ့စတင်လို့ရပါပြီအလုံးကလည်းအတီးတီးရှင်ပြန်ကြပါရဲ့ ခဏကြာတော့ဒိုင်းကအဆုံးဖြတ်ပေးလိုက်ပါတယ်။ပြိုင်ပွဲမှာဆူရမယ့်သူကတယောက်ပဲဆိုပေမဲ့အခုတော့၃ယောက်စလုံးကအရန်လာတာကြောင့်အနိုင်ရသူ၃ယောက်ရှိပါတယ်။သူတို့၃ယောက်ကတော့နီလာဆွေဆွေဝင်းလေပါ။နားကြပဲမှားတာလားရှင်ခုံလိုက်တာ။မင်းတို့ဆောင်ကအရန်လာတာပဲငါတို့တော့လိုချင်နေ။အခုလိုအနိုင်ရတာကဝစ်ဆုံချုပ်ပေးတဲ့ရောင်းမကြောင့်မှာသူ့ကြောင့်ဒီလိုပြိုင်ပွဲဝင်ပြိုင်နေတာပါ။ကျော့မင်းတို့ dress ငွေမင်းတို့၃ယောက်စလုံးကအရန်လာကြပါတယ်။ မလတိုင်းလေးပြီးတော့ချုံမာကအရင်နမဲကြီးလာခဲ့ပြီးဝိစုံလေးအများကြီး